ဒဂရမရေခန္ဓာကိုယ်ကြီးဟာနေတိုင်းပြောပြီးဒီကာလနေတော့ဘိုးဘေးကခန္ဓာကိုယ်ရဲ့ရှိတယ်လို့ပြောဘိုးဘေးရှိတယ်ဆိုတာလည်းသိပြီဟုတ်လားဘိုးဘေးကဘယ်ပါလဲမတော်လို့ဘေးရင်မနဲ့ဖြေကြပါတေဇောလို့ဖြေရလိမ့်မယ်ဘိုးဘေးကဘယ်ပါလဲတေဇောလောင်လို့ဘိုးကစံကြည်ပါခန္ဓာကိုယ်ရဲ့မှာနှွေးသလားပူသလားဆိုတာစံကြည်အခုမရှိဘူးလားရှိပါဘူး အဲ့ဒါအိုအောင်လုံးနေတဲ့တေဇောလို့မှအဲ့ဒါဒီကံကကိုရေးတဲ့မှာဒီတေဇောရှိနေပါတယ်ဆိုတဲ့ကမအိုပါစေနဲ့လို့ဆူတောင်းလို့မပြေပါဘူးပြေပါပြေပါမလားပြေပါဒါကြောတော့ပြေပါမလားပြေပါဘူးလာဘူးလို့မပြေပါဘူးဘာပြစ်လို့မပြေတာပါလဲတေဇောရှိတေဇောရှိတေဇောကခန္ဓာကိုယ်လုံးအပြဏမရှိဘူးလားရှိပါဘူး ရှင်းနေတော့သူကအကုံလောင်ပြီးတကယ်လာနေတော့တနေ့ဖြာသားရေခမ်းချောက်အရေရတွန့်လိုက်သမင်းနေဖြူအဲ့ဒါဒီအိုအောင်လုံးနေတဲ့တေဇောပဲဆိုသဖြင့်တကယ်ဓမ္မတွေဒီအိုမှုကိုမအိုပါစေနဲ့လို့တောင်းတညားတော်ရရပါမယ်တေဇောမရှိရင်လည်းရပါသဘောကျရပါတေဇောမရှိရင်တော့ရပါတေဇောရှိနေရင်တော့မရပါမရနိုင်ဘူးဆိုတော့ နိဗ္ဗာန်မှာဒီပထဝီအဘောတေဇောဆိုတာတွေမရှိဘူး။မှန်ပါပါ။ဒါကြောင့်နိဗ္ဗာန်မှာတကယ်ကျော်ရဘူးလားဘုရားတကယ်တိုက်တော့အိုဘေးရှိပါ့မရှိပါဘူး။ဘာမရှိလို့အိုဘေးမရှိတာ။အဲ့ဒါရှင်းကလို့မှတ်မလဲပါနဲ့။သွားကျုပ်ဆံဖြူငယ်မှုတွေပေါ်တာအိုတာပဲလို့။အိုတာကအကျိုးအိုတာကိုသာသိတယ်တကယ်ကျော်တော့ကအကြောင်းဘုရုကြောင့်ဆိုတာမသိတော့မကြောက်ဘူး။မှန်ပါပါ။အခုတော့ ဘုဒ္ဓကြောင့်ဩပါလေမလဲလို့မေးရင်မနဲ့ဖြေကြပါဘူး။အေးဒါကြောင့်ဈေရဏတေဇောဆိုတဲ့တေဇောဓာတ်၄ပါးတဲ့ပါနေတယ်နော်။ဒီတေဇောတွေကလည်းရှင်ဒကာဓမ္မတွေဩအောင်လို့ပြီးဒကာလနေတော့ဒကာဓမ္မတွေဒီကလည်းဆိုလို့ရှိရင်ဖြင့်ဧဇောကဩအောင်လို့ပြီးဒကာလတေဇောကဂိုင်းခုတော့ဖြင့်ရက်အောင်နဲ့လုံမယ်။ နောက်ကြတော့ကြွေအောင်လုပ်မယ်ဆိုပြန်တော့လေကြွေအောင်လုပ်မယ်ဆိုတာသေအောင်လုပ်မယ်လို့ပြောတာပဲမှန်ပါပါသေအောင်လုပ်မယ်လို့ပြောတော့ဒကာရမတွေတေသောပတ်လို့ပဲမသေးရဘူးလားမသေးပါဘူးလူတွေစမ်းကြည့်တဲ့အခါအေးသွားပြီမရတော့ဘူးဆိုတာတေသောကတပ်လိုက်တယ်မှန်ပါပါဒါကြောင့်ဒကာရမတွေခန္ဓာကိုယ်ထဲမှာအိုဘေးတေဘေးရှိပါရဲ့လားလို့မေးရင်ဘယ်နဲ့ဖြေကြရှိပါပါ ။ဟိုဘေးကလည်းတေသောပဲ။ဘေးဘေးဟာတေသောပဲ။ရှင်းကြ။ရှင်းပါမလား။အဲ့ဒီတော့ဒကာရမတွေအခုချိန်မှာတော့တေသောကဘာလုပ်နေသလုံးလို့မေးဖို့မလိုဘူးလား။မလိုပါဘူး။အိုအောင်လုပ်နေတယ်။နောက်ချိန်ကျတော့ဘာလုပ်မှာတုံးလို့မေးရမနဲ့ဖြစ်။မေးရပါဘူး။ခွဲလို့ကိုရရရပါဘူး။အော်ဒါဖြင့်ဒကာရမတွေခန္ဓာကိုယ်ရင်သင်မင်းပါ။မှန်ပါပါ ရှင်းကြပါလားတကယ်ကျခန္ဓာကိုယ်ရဲ့ဘာပါပါလိမ့်အားလုံးကအရမရိခန္ဓာကိုယ်ရဲ့မှာဩဒါပြန်ခင်ဗျားတို့လူ့ဘဝနတ်ဘဝမြမဘဝများရကြတဲ့ပုဂ္ဂိုလ်ဒီသေမင်းနဲ့အတူတူနေရပါလို့ဤမရောက်ဘူးလားရပါဘူးအဓိပ္ပာယ်ရောက်ပါတယ်ကအရမတို့သေမင်းနဲ့အတူတူနေရပါလို့ရောက်ရဘဝသေမင်းတိုက်ရသေးရပါလို့ဤမှန်ပါ သဘောကျအဲ့ဒါကြောင့်ဘယ်ဘဝမှဆုမတောင်းပါနဲ့ဓာလေးပါးလေးလွတ်ရကျွတ်ရကိုယ်တိုင်ရောက်ရပါလို့ဤလို့ပြန်လိုက်စမ်းပါလို့ပြောရရှင်းမလားရှင်းပါကောင်းပြီဒါဖြင့်လွတ်ချင်ရောက်ချင်ကြလို့သင်္ကန်းလွတ်ရရောက်ချင်ကြလို့ရှင်းဖြင့်တရားဓမ္မတို့သည်တဲ့ဝိပဿနာအလုပ်ကိုလုပ်ပါလို့တိုက်တွန်းရမှန်ပါ ေမင်းလို့ရရောက်ချင်ပါလို့ကဝိပဿနာလုံးလုံးဝမယ်ဆိုတာသဘောကျအခုမလုံးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘုရားသခင်ကိုရမကြီးရဲ့အင်္ဂုတ္တပါဠိတော်မှာဟောပါတယ်ဖြည်းဖြည်းမှလုံးမလေးသုဘိကာလအချိန်ဆွဲတယ်လို့အချိန်ဆွဲပြီးနေတဲ့ပုဂ္ဂိုလ်များဟာအိုဘေးစောင့်နေတာမှန်ပါပါ အခုမလုပ်ဖဲနဲ့ချိန်ဆွဲနေတဲ့ပုဂ္ဂိုလ်များဘယ်လိုဆုံးဖြတ်ချက်ချကြ။ဟုတ်ပါဘူး။စောင့်ကောင်းကြလားမစောင့်ကောင်းဘူး။စောင့်ကောင်းပါဘူး။တိုင်းဖြည်းဖြည်းမှလုံးမယ်ဆိုတဲ့ဓမ္မတွေကြတော့ဘယ်ရိပ်ပဲရအောင်။ဟုတ်ပါဘူး။ဩဝေစာ။ကောင်းပြီ။ဩဝေကလည်းခင်ဗျားတို့ သူ့ဆောင်နေတော့သူကတော့ဖြင့်ရောက်မှာပဲသူ့ချိန်ကတော့မရောက်ပြီဘူးလားရောက်ပြီအခုလည်းရောက်သေးပဲမှန်ပါနောင်တည်းတဲ့ဦးရစီရောက်အောင်မယ်ဆိုတာလည်းမသေးကြဘူးလားမသေးပါဘူးဒါဖြင့်နောက်အချိန်မှလောက်ပါတော့မယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းဘာဆောင်တာလဲနေပြန်တပတ်မှလောက်ပါတော့မယ်ဆိုတာရောဒါကြောင့်တင့်နံဘက်ကသူတော်ကောင်းမလို့လောက်တော့မလောက်ဖြစ်သေးတဲ့ပုဂ္ဂိုလ်များဟာတဲ့ အနာဂတ်ဘေးစောင့်တာတပည့်ကြတဏ္ဍမကဥဘေးကိုရအခုမလုပ်တဲ့ပုဂ္ဂိုလ်ဘာစောင့်ပါလဲအနာဂတ်မှာဘယ်နံပါတ်စောင့်တာပါလဲတဏ္ဍမကအနာဂတ်ဘေးစောင့်ရှင်းကြလားဘာစောင့်နေတာပါလဲနောက်ကြလာတဲ့ခါကြလို့ရှိရင်ဖြင့်တရားဓမ္မတို့ ။အိုဘေးလက်ကျက်လာပြီရှင်မဖြင့်နာဘေးဟာလဲတွေ့ရတော့မှာပဲ။အနာကရောက်တဲ့ဘေးဟာလေ။ကျွဲတော့မတွေ့ရပဲ။အင်းဒါပြအခုမလုပ်တဲ့ပုဂ္ဂိုလ်များလဲနှစ်နံပါတ်နာဘေးစောင့်နေကြတာကိုတော်တော်ကတော့အခုမလုပ်တဲ့ပုဂ္ဂိုလ်ပါစောင့်နေပါလေ။နဲ့နံပါတ်ဖြစ်တဲ့နာဘေးစောင့်နေတယ်ဆိုတဲ့အိဗယ်မရောက်ဘူးလား။ကောင်းပြီ ဒါဖြင့်တင့်တံပမလုတ်သေးတဲ့ပုဂ္ဂိုလ်ကအိုဝေးဆောင်တဲ့ပုဂ္ဂိုလ်မှန်ပါဘူးမလုတ်သေးတဲ့ပုဂ္ဂိုလ်ဤဒီကားလို့ဆိုလို့ရှိရင် နာဘေးကသူဆောင်နေတာပဲမှန်ပါဘူးဒါဖြင့်သူဟာနိဗ္ဗာန်မျောနေတာလားအိုဘေးနာဘေးမျောနေတာအိုဘေးနာဘေးမျောနေတာဒါဖြင့်မျောကောင်းတဲ့အလုပ်လားမမျောကောင်းတဲ့အလုပ်လားမမျောကောင်းတဲ့အလုပ်ဒါဖြင့်ခမရတို့ဗဇက်ကတာမမျောတာမလုတ်သေးရင်ဖြင့်အိုဘေးနဲ့နာဘေးမျောတာမှန်ပါပါ မလုတဲ့ပုဂ္ဂိုလ်မလုတဲ့ပုဂ္ဂိုလ်ဘုရားဝိပဿနာလုပ်ကိုခေပောက်ရအောင်မလုတဲ့ပုဂ္ဂိုလ်ဒီတဏ္ဏဘာဘာဆောင်လဲနိဏ္ဏဘာဘာဆောင်လဲတေတ္တဂရမတွေသိုးရပါလားမလုသေးတဲ့ပုဂ္ဂိုလ်တွေတက္ကကျော်လို့ဘုလားဘုလိုတက္ကတိုက်တို့တဲသိုးပါလားရုပ်စာတွေဒီဂရမတွေစောင့်နေတဲ့ပုဂ္ဂိုလ်ဟာလုတ်ပြောင်လို့စောင့်တာလားမလုတ်ပြောင်လို့စောင့်တာမလုတ်ပြောင်ပါဘူး ဟာဒကာကျွဲရင်ဆိုးပြီလေမှန်ပါပါအားလုံးကဓမ္မတွေရင်ဆိုးတာပေါ်ကြဟုတ်ပါဘူးအဲဩဝေးကြတာဩဝေးဆိုအခုမလုံသေးတဲ့ပုဂ္ဂိုလ်ဥပဒနာလုံးအခုမလုံသေးတဲ့ပုဂ္ဂိုလ်ဘာဆောင်ကြလဲနောက်ဘာဆောင်냐တင်လက်ခက်ပါလားဒကာသိမှန်ပါပါဒကာကျွဲတို့ကမရင်နေပါဘူးဖြည်းဖြည်းမှလုံမယ်တချို့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါတယ် အင်းသူဒီလုတ်ပြအောင်စောင့်တာလားမလုတ်ပြအောင်စောင့်တာလားမလုတ်ပြအောင်ပါဘူးမလုတ်ပြအောင်စောင့်ပြီးဒီကလာ နေတဲ့ပုဂ္ဂိုလ်ဟာမလုတ်တော့ဘူးဆိုတာနဲ့ကောမထူးကြပါဘူးဟိုဘဲနာဘဲနဲ့ပဲကျုပ်ချင်းရင်ဆိုင်တိုးပါတော့မယ်ဆိုတာနဲ့ကောမထူးပါဘူးအမလည်းသူ့ရမိုင်များရှိသေးလားရှိပါပါဘုရားကြက်ကြက်သရီထားပါကြက်ကြက်သရီထားပြီးတော့နားထောင်ပါခမရတို့ဖြစ်ထွေက ခင်ဗျားတို့ဘဇက်ကအချိန်ကလေးပြောင်းလိုက်နာရီကလေးပြောင်းလိုက်ရက်ကလေးပြောင်းလိုက်ဝါရုံးဝါပပြောင်းလိုက်တယ်ဒကာရမတွေကဘဇက်နှုတ်ချိုသလောက်ခင်ဗျားတို့တွေကတော့ဆိုရင်အိုဘေးနဲ့နာဘေးစောင့်တာသိကြတယ်သိကြပါဘူးမသိကြဘူးလားဒါနဲ့ကိုပြောရင်ပြောရင်ပဲဒီပြောဒီကားလို့ဆိုလို့ရှိရင်ဖြင့်ရုပ်တော်ဖြင့်လုံးမဲ့လို့တော့ရည်ရည်ချက်ထားပါရဲ့။ဥပင်းနာပဲသေပဲလွတ်ရာကိုကျုပ်လောက်အောင်လုံးမဲ့လို့ဖြင့် ဆရာဘုန်းကြီးကလည်းဟောလို့ဥပ္ပနာပဲသေပဲဥပဒနာလုံးလုံးလို့မဲ့ရတဲ့ပုဂ္ဂိုလ်မှလွတ်ပါတယ်ဆိုတာကျုပ်ဝန်းနေတဲ့ထားပါပြီကျုပ်လည်းလုံးမလို့ရည်ရွယ်ချက်တော့ရှိပါရဲ့ဆိုတဲ့ပုဂ္ဂိုလ်ကလုံးပလားမလုံးသေးဘူးလားမလုံးသေးပါဆောင်ဥပ္ပနာပဲစောင့်တယ်ဆိုတာမသေးကြဘူးလားအဲဒီပုဂ္ဂိုလ်တည်းခမည်းတော်ကတာရုခေါ်ရမှာလားမလုတော့ဘူးပြောတာလားအဲဒါကကျတော့နားမယောင်လိုက်ပါနဲ့ အင်းသူ့တန်လေးတော့ဖြင့်အပန်းတော့မဆိုးဘူးဖြစ်ရတယ်များတဲ့ပြေကလာမချင်းမွန်းလိုက်ပါနဲ့မှန်ပါပါသူစောင့်နေတာကဘာပါလိမ့်ဥပိ္ပယသတ္တပါကဲဒါကသိတယ်ပေါ်ပါလားပေါ်ပါပါဒါကအင်္ဂုတ္တပါဠိတော်မှာကိုရမကြီးကိုယ်တိုင်အနာဂတ်ဘေးစောင့်တာကွာတယ်မင်းတို့ကလုံးမယ်ပြောတာများသွားရုံမနေနဲ့ဘေးစောင့်တာလုံးမယ်လို့ပြောတာဖုတ်ဖူးတယ်မှန်ပါပါဟာဒါကကျသိနေပါလားမှန်ပါပါ အာလုံးဓမ္မရေသဘောပါကြ။နတ်ပြင်မှလုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်ပါဆောင်။တနည်းဓမ္မရေရောဒီမှတရားနာတယ်ဆိုပြီးကလညလေယောဂဆွဲလို့ပျက်စီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်အာလုံးမှာကြားလိုက်ပါလိမ့်မယ်။ကြားပါဘူး။အဲ့ဒါဒီကားလို့ဆိုလို့ရှိရင်ဓမ္မရေမြန်မြန်လုံးလိုက်လို့ရှိရင်ဖြင့်ဓမ္မရပြီးမှတည်သွားသိကောင်းတာပဲ။အဲ့တော့ခင်ဗျားတို့လည်းအခုမလုပ်သေးလို့ရှိရင်ဖြင့် အဲညရေနာစောင့်ပြီးဒီကံကသေဘေးစောင့်တာလားလို့နာဘေးစောင့်တာလားလို့မေကွန်မမေးရက်ဘူးမေးရပါဘူးဒါကြောင့်ဒီကမာကြီးကတက်တယ်တာကအနာကိုအိုးကိုလဲပြီးပြလိုက်တဲ့ဖြင့်လဲတို့အချိန်ဆွဲတာဒီအိုဘေးနဲ့နာဘေးစောင့်တာပါလားပေါ်လာကြပေါ်လာပါဘူးအဲအချိန်များဆွဲကြတယ်လားဆွဲပါဘူး တဲ့နံပါတ်ကဟိုဝေးဆောင်တယ်နော်မျက်နံပါတ်ကနာဘေးဆောင်သုံးနံပါတ်ပြောပါဦးမယ်အနာဂတ်ဘေးကငါးဘေးတောင်ရှိလို့ဒကာရမတွေသုံးနံပါတ်ကဒကာရမတွေမှာတဲ့ငတ်မော့ခေါင်းပါတဲ့ဘေး ဆိုရသေးလဲမကြုံဘူးလို့ဆိုနိုင်ပါမဆိုနိုင်ပါဘူးဒီကရမတော့အကုန်ရေလွှမ်းမဟုတ်သွားရင်လည်းရှိတာလေးပြောင်းမှာပဲငါမခမတဲ့ဆိုမကြုံရပဲဘူးအားလုံးမေးလောင်သွားပြန်ရောအားလုံးပဲလေဆိုရသေးပိုးကျသွားပြန်ရောအဲ့ဒီဘဲတွေကလည်းဒီကရမတွေတဲ့လာလတန့်တွေကမရှိပေဘူးလား ဒါပြန်ဒကာဓမ္မလေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်လဲငတ်မော့ခေါင်းပါတဲ့ဘေးဆောင်နေတာအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘာဆောင်နေပါလိမ့်ငတ်မော့ခေါင်းပါတဲ့ဘေးဆောင်နေတယ်ဆိုတာသိကြပါလားရှင်းပါနောက်ကြလာလို့ရှိရင်တဲ့ဘေးက၅ဘေးရှိတယ်၃ဘေးပြီးသွားပြီလဲနံပါတ်ကဒကာဓမ္မလေတန်ဃာတွေများသင်ကွယ်သွားမယ်ဆိုတော့လူတွေလည်းမကွယ်ပဲကွယ်ပါဘူး သဘောကျလားအဲ့တော့ဘုရားတရားဓမ္မတွေသံဃာသင်္ကတဲ့ဘေးကိုလဲစောင့်နေတဲ့အိဗေမရောက်ဘူးသဘောကျလားကောင်းပြီဘေးပဲနေရှိသွားပြီနေပဲရှိသွားပြီဆိုတဲ့ဥစ္စာသဘောကျသွားပြီကောင်းပြီတရားဓမ္မတို့တော်ရင်ကတော်သဘုံတွေကတရားဓမ္မတွေကိုအကုံရွာရောမြို့ရောမိရှုပ်ပြစ်တဲ့ဘေးဟာလဲ လာကြံလာမှာပဲတဘောကြတချို့နေရာတွေရောက်နေပြီမဟုတ်လားအဲ့ဒီဘေးတွေကိုစောင့်နေတာနဲ့မတူဘူးလားအခုသူတော်ကအလုံးမလုတဲ့ပုဂ္ဂိုလ်ဟာလေဝါဟုပဒနာအလုံးမဲဆိုင်ဖွေဆိုင်မလုတဲ့ပုဂ္ဂိုလ်ဟာကောတဘုံဘေးစောင့်နေတာနဲ့ကော ဒါပြမင်းတို့ကဓမ္မတွေဘေးပင်ဘေးရှိတယ်။မှန်ပါဘူး။ဟိုဘေးနာဘေးတန်ခါသင်္ကွယ်ရဲ့ဘေးမရှိပါဘူးလား။ငမ်းမောခေါင်းပါတဲ့ဘေး၊သဘုံသွားမိုးတဲ့ဘေးမရှိပါဘူး။မရှိပါဘူး။အဲ့ဒါဒီဘေးတွေကလာလတဘေးဖြစ်လေသောကြောင့် တရားဓမ္မတွေအခုလုတ်တဲ့ပုဂ္ဂိုလ်ဟာဘေးစောင့်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အခုမလုတ်တဲ့ပုဂ္ဂိုလ်ဟာဘေးငါဘေးစောင့်နေတဲ့ပုဂ္ဂိုလ် ਨੇ တူတယ်လို့ခရကသေချာဟောလိုက်မှန်ပါပါဒါပြန်အနာဂတ်ဘေးဗန္ဓဝေးရှိပါလေမှန်ပါပါရှင်းမလားရှင်းပါပါရှုပ်တော်ပါရင်မြေပါတွေမှာမြို့တွေမှာပဲကိုမျိုးကိုရမနေရကိုကိုအင်းနဲ့မနေရငါကျွဲတို့ကြားလိုက်ရမှာပါအဲ့ဒါလေဒီကသဘုံဘေးစောင့်နေတဲ့အိဗယ်ကောမရောက်ဘူးလားမှန်ပါပါ ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘေးပင်ကဘေးစောင့်နေတာတော့ငါဘေးစောင့်နေတာတရားကျေလုံးဖြစ်ပါအောင်လုံးဖြစ်ပါဘူးရှင်းမလားရှင်းပါမလုံးဖြစ်တော့ဝိပဿနာဉာဏ်မပါဘူးမဉာဏ်ကမရဘူးအဲ့တော့သေလိုက်ဒီတိုင်းဝိပဿနာဉာဏ်မဉာဏ်မရဘဲနဲ့သေလိုက်တော့ဒါနသီလကလည်းခိရိယရောက်မကယ်နိုင်တော့အပယ်လေးပါးရောက်လိုက်တယ်မှန်ပါပါ နောက်ပြန်တက်ဖို့လွယ်သေးရဲ့မဟုတ်ပါဘူး။အော်ဒါပြန်ခေါင်းကြီးတို့တရားဓမ္မတွေဖေးပြန်မစောင့်ပါနဲ့ယနေ့လောက်ပါရေးဆိုတာတိုက်တွန်းရတယ်။မတိုက်တွန်းနိုင်ဘူးလား။ဖေးပြန်ဖေးပါလေ။ဟိုဘေးနာဘေးငတ်မောခေါင်းပါတဲ့ဘေးသင်္ကသင်္ကွယ်တဲ့ဘေးဟုတ်လား။သဘုံရင်ဒါလေးကမရှိပဲကို။ဒါပဲကောင်းဆိုရှိတာပဲတဲ့။ ကိုင်းတာဖြင့်အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘေးပင်ဝေးဆောင်ဘေးပင်ဝေးဆောင်ပါဗျာစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားစောင့်ကောင်းပါဗျာဒါဖြင့်မလုပ်တော့စောင့်နေရမရောက်ဘူးရောက်ပါပါဗျာဟာတကကြွယ်တယ်လူမိုက်ပေါ့ဗျာအားလုံးဆိုရိုက်ကြပါလားဆိုရိုက်ပါဗျာစင်စားစမ်းပါတကဓမ္မတို့ဒီဘင်္ဂဘေးစောင့်နေတဲ့ပုဂ္ဂိုလ်ဟာအဲအဲအနေလဲဆိုးကြံလို့အသေးရောဆိုးပါဗျာ ဒါပြအနေဆိုးပေဆိုးကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပေါ့အနေရောပေဆိုးကိုမကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပဲလို့ကိုယ်ကိုကိုတခါတည်းအလုပ်လုပ်တော်မယ်ဆိုတော့အချိန်လေးများရွှေ့မဲ့ကြံရက်ကလေးများရွှေ့မဲ့ကြံလလေးများရွှေ့မဲ့ကြံလို့ရှင်ဖြင့်မင်းတည်မိုက်ပါလားမင်းအိုဘေးစောင့်နေတယ်အိုဘေးနဲ့တွေ့တော့မင်းလုံနိုင်လေးရလားလို့မေးလုံနိုင်လေးရလား နာဘင်းနဲ့တွေ့တော့မဲလုံးနိုင်လေရာမေးစမ်းငတ်မော့ကောင်းပါတဲ့ဘင်းနဲ့တွေ့ပြန်တော့တန်ခါတင်းကွဲတဲ့ဘင်းနဲ့တွေ့ပြန်တော့အဲသဘုံလေးထားလို့မြို့စီးသွားတဲ့ချိန်နဲ့ကျုံမြန်တော့ဒါဖြင့်ကိုကိုကိုဆုံးမတဲ့ဘင်းငါပဲလို့ဘုရားကခေါ်တော်မူတယ်ဘောကြလား gain ဒါဖြင့်ဒကာရမတို့မဆောင်ပါနဲ့တော့ ယခုအချိန်ကစပြီးလောက်ပါတော့ဆိုတာကိုသတိပေးရခဲတကကျပေးလိုက်မပေးလိုက်အကယ်မလောက်တဲ့ပုဂ္ဂိုလ်ဘာဆောင်လာတဲ့ဘိမာန်ရှင်းကြလားရှင်းပါပြီမလောက်တဲ့ပုဂ္ဂိုလ်ဘိမာန်အခုဆောင်းလို့တောင်တချို့တကဓမ္မတွေဥပေးရောက်လို့ဟောတော့ဟောတာပဲသူနားမလည်ဘူးနားကမကြားဘူးဥပိသင်နေလို့ရဒီလိုပုဂ္ဂိုလ်ကြတော့တခါတည်းတို့တခါကျတော့ဘယ်နှလုံးလုံး သူစောင့်နေဘေးနဲ့သူဂျုံသွားပြီသူချိန်ကောင်းရွယ်ကောင်းတော့ကမလုတ်ခဲ့ဘူးဗျအမနာမနဲ့နာဘူးလားမနာပါဘူးအဲ့ဒါစောင့်လို့တွေ့တာနော်မနာပါဘူးကဲဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဒီဘေးငါဘေးကစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးစောင့်နေတဲ့အတိတ်ဘယ်ရောက်အောင်ဖြင့်အချိန်လည်းမရှိပါနဲ့နိုင်ရည်လည်းမရှိပါနဲ့ လာရောနှိရောမရှိပဲနဲ့မြန်မြန်ဖြစ်ပြဝိပဿနာလုပ်ကိုလုပ်ပါလို့ဘုရားကတိုက်တွန်းပေါ်ပါလားပေါ်ပါပြီကောင်းပြီဒါဖြင့်ပရိစ္ဆေသမုပ္ပါစကြစို့ပရိစ္ဆေသမုပ္ပါမသိသေးလို့ရှင်းဖြင့်ယနေ့ဟောမယ့်တရားကဒကာရမတို့ပတ္တရာဒိဋ္ဌိဥစ္စေရာဒိဋ္ဌိလာတတ်ပါတဲ့နော်ကဲဒါဖြင့်ဒကာရမတို့ဒီနေ့အစရစပြမနော်မှန်ပါပါ အရင်တော့ဒီပฏิလောမဖြောင်းမြန်ပြမှန်ပါဟောကြလားကြပါယနေ့တော့အစဉ်တိုင်းပြမယ်ဆိုတာဒကာဓမ္မတွေမှတ်ထားရစမ်းမှန်ပါဒီဘက်ကတလုံးနဲ့ချဒကာဓမ္မတွေအဝိဇ္ဇာလို့မှတ်လိုက်စမ်းမှန်ပါဒီဘက်ကတလုံးနဲ့ရပါအဝိဇ္ဇာနဲအဝိဇ္ဇာအဝိဇ္ဇာဒါပြန်အဝိဇ္ဇာပြစ်เสียဆိုတာပေါ်လာပေါ်ပါဒကာဓမ္မတွေဒီဘက်ကတလုံးနဲ့ရပါပါလိမ့်အဝိဇ္ဇာအဝိဇ္ဇာ ကောင်းပြီအဝိဇ္ဇာဆိုတာဒီတဲ့မသိတာလို့မှတ်လိုက်ရှာအဝိဇ္ဇာဆိုတာမသိတာကောင်းပြီဒကာရမတို့အဝိဇ္ဇာဆိုတာဘာကလေးမသိတာမသိဘာကိုမသိတဲ့တော့ဆိုတဲ့မေကွန်းဒကာကျွဲတို့ဒကာသိုက်တို့ဥလာဘူးတို့ကမေဖို့မလိုလားဗျလိုပါပါဗျလိုပါတယ်ဆိုတော့ခန္ဓာကိုယ်ကြီးမှာ ဒုက္ခသစ္စာဆိုတဲ့ခန္ဓာကိုယ်ကြီးကိုလည်းမသိဘူးလေမသိပါဘူးသဘောကျလားခန္ဓာကိုယ်ကြီးကဘာသစ္စာလဲအဲ့ဒါရောမသိဘူးအဲခန္ဓာကိုယ်ကြီးဒုက္ခသစ္စာခဏခဏပြည့်နေတဲ့ဒုက္ခသစ္စာကိုလည်းမသိတာပါပါလေရှင်းမလားရှင်းပါဒီခန္ဓာကိုယ်ကြီးထဲမှာလောဘဆိုတဲ့တရားဟာ ူလာရင်ဒုက္ခပေးတော့မှာပဲဒုက္ခဖြစ်ကြောင်းကလောဘပဲလို့မသိတာလည်းပါတော့အဲ့ဒါကဓမ္မတွေကမှတ်ထားရတာပေါ့လောဘလေးရွှေလိုခြင်းငွေလိုခြင်းပိုးလိုခြင်းဖဲလိုခြင်းချီလိုခြင်းအယောင်းမှာကောင်းတာလေးလိုခြင်းတဲ့သဘောလေးလာလို့ရှိရင်ဘာသစ္စာလို့ဆိုကြမှာဒုက္ခပါရွှေလိုခြင်းငွေလိုခြင်းလိုခြင်းပါနေတယ်လူကျင်ပါနေရသားနေတာဒုက္ခမလောက်လိုက်ပါနဲ့ အဘကြပါလားရွှေလိုခြင်းငွေလိုခြင်းပိုးလိုခြင်းရှိလိုခြင်းလိုခြင်းတဲ့သဘောလေးကပါပါလိမ့်အဲ့ဒါလေးပေါ်လာတာကလေဩဒါသမှုရိယသစ္စာလေးပါလားလို့အဲ့ဒီပေါ်တဲ့အချိန်မှာတနေ့လုံးများတစ်ခါကြီးကြံစီထုံနေတဲ့အချိန်မှာမသိပဲနဲ့ဒီသမှုရိယဝင်လာတာကိုမသိသမှုရိယဒီကောင်းကျိုးမပေးမှာကိုလည်းမသိပဲနဲ့အဝင်ခန်းနေတာဒီတဲ့ မသိလို့ဝန်ခံတာမှန်ပါဘူးတပည့်ကြပါ့မသိတာပါပါလေအဝိဇ္ဇာဒါပြန်သမှုရိယပေါ်လာတာမသိတာလည်းဘုသူကြောင့်အဝိဇ္ဇာဒါပြန်အဝိဇ္ဇာဒီခန္ဓာကိုယ်ဒုက္ခသစ္စာကိုလည်းမသိမသိပါဘူးခန္ဓာရင်းပေါ်လာတဲ့လောဘတွေကပေါ်လာလို့ရှိရင်ဖြင့်ဒုက္ခဖြစ်ကြောင်းကလေးလို့မသိတာလည်းအဝိဇ္ဇာရှင်းမလားရှင်းပါဘူးဒီလောဘမရှိမှဒုက္ခခတ်သိငြိမ့်တဲ့ ရုံငံချုပ်သိမ်းငိမ့်တဲ့နိဗ္ဗာန်ပဲဆိုတာမသိတာလည်းဘယ်လိုလုပ်မသိတာရှင်းမလားမဂ္ဂင်၈ပါးမှတပါးနိဗ္ဗာန်ရောက်ကြောင်းမရှိဘူးလို့ဆိုပြီးမသိတာလည်းတဲ့ပါလေမဝိညာဘူးဒါဖြင့်အဝိညာသည်ဒုက္ခသစ္စာကိုလည်းမသိသိပါဘူးသမုဒိယသစ္စာလောဘကိုလည်းမသိပါဘူးနိရောဓသစ္စာနိဗ္ဗာန်လည်းမသိပါဘူး မဂ္ဂသစ္စာဆိုရဲမဂ္ဂင်၈ပါးကိုမသိတာလေဝိဇ္ဇာသည်တရားဓမ္မတို့ဘယ်နှချက်မသိပါလဲရှင်းပါဒါဖြင့်ဝိဇ္ဇာဒီကားလို့ဆိုရင်ဖြင့်သစ္စာ၄ပါးမသိတာဘာခေါ်ကြဝိဇ္ဇာပါရှင်းမလားဝိဇ္ဇာဆိုတာဘာပါလိမ့်သစ္စာပါပါသူနာမည်ကတော့မသိတဲ့တရားမှန်ပါဘူးမင်းပါကိုမသိတယ်လို့မေးတော့သူဘယ်လိုပြောပါလဲ သစ္စာလေးပါမသိတာဘာခေါ်ကြရှင်းမလားကောင်းပြီဒါဖြင့်ဒီဝိဇ္ဇာခန္ဓာကိုယ်ထဲမှာအဝိဇ္ဇာကရှိနေမယ်ဆိုရင်ဖြင့်ဝိဇ္ဇာဥဒ္ဓဘာတိဆိုတဲ့ဓမ္မစကြာပါဠိတော်သောတာပန်တည်တဲ့တရားဖြစ်နိုင်ပါ့မလားမဖြစ်ပါဘူးအဝိဇ္ဇာရှိနေဝိဇ္ဇာဆိုတဲ့မဲ့ခင်လာနိုင်မလားမလာပါဘူးဘာကြောင့်မလာပါလိမ့်ညာအဝိဇ္ဇာ ဝိဇ္ဇာရှိနေလို့ဒါဖြင့်ငါရမတော့ဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာဘာကိုလှုပ်လိမ့်ရှိသတုံးလို့မေးဖို့မလိုဘူးလားလိုတော့ငါရမတွေကမှတ်လိုက်တာပေါ့ဝိဇ္ဇာပြစ်เสียသင်္ခါရသင်္ခါရ၃ခုလားဘယ်နှခုလာပါလဲငါရမတို့ဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်ဟာသင်္ခါရ၃ခုလုပ်တယ် ရှင်းမလားဒါပြန်သစ္စာ၄ပါးမသိတဲ့ပုဂ္ဂိုလ်ဟာဘာလောက်ပါလဲသင်္ခါရ၃ခုလောက်တဲ့တရားဓမ္မတို့ဝိညာဉ်ရှိတဲ့ပုဂ္ဂိုလ်ဘာလောက်ပါလဲသင်္ခါရ၃ခုကိုလောက်တယ်ဆိုတာသဘောပါလားကောင်းပြီဒါကခမတို့စာစုနဲ့ပဲသိတာပါတဲ့ကိုလုံးနေတာသိဖို့အရေးကြီးစာစုသိကိုအရေးမရှိပါဘူးကိုလုံးနေတာသိဖို့အရေးကြီးတယ် ။အပြင်ဒကာရမတို့သင်္ခါရတွေကိုလုတ်တယ်မလုတ်တယ်ဆိုတာကြည့်အောင်နော်။မှန်ပါဗျာ။ဒကာရမတို့ကာယကံနဲ့ကောတဲ့ခြူဝဲပိုးဝဲသွားကြသလား။မှန်ပါဗျာ။ဟင်းအဲ့ဒါကာယသင်္ခါရ။ဟိုကြောတဲ့ဈေးလျှော့ပါအောင်ဒီဈေးဒီဈေးလုတ်ပါအောင်လို့ဗဇက်ကတော့မပြောချင်ဘူး။မှန်ပါဗျာ။အဲ့ဒါကဝစီသင်္ခါရ။မှန်ပါဗျာ။တပည့်ကြ။မှန်ပါဗျာ။သွားတာကမှန်ပါဗျာ။ ငုံနဲ့ပြောတာကလမ်းမှာကြံစီဘယ်လိုပြောမှနေရကြမယ်လို့ကြံစီပြီးအတမထွက်ဖဲနဲ့နေတာကမနောသဘောကျကာသင်္ခါရဝစီသင်္ခါရစိတ်တသင်္ခါရပေါ့ဗျာရှင်းမလားရှင်းပါပြီအဲ့ဒါဘယ်ပုဂ္ဂိုလ်မှဖြစ်တာတော့လို့မေးဖို့မလိုဘူးလားအဝိဇ္ဇာပြစ်เสียသင်္ခါရအဝိဇ္ဇာရှိလို့ကာယသင်္ခါရဝစီသင်္ခါရစိတ်တသင်္ခါရဖြစ်တာပါမှန်ပါပါ ရှင်းမလားအဝိဇ္ဇာရှိလို့ဘာဖြစ်တယ်ကဲတကယ်ကြတော့ကိုယ်တိုင်မိနေပြီမိနေပြီဘုလားဘုရောမိမနေသေးဘူးလားမိနေပါဗျာဒကာဓမ္မတို့အဲ့ဒီဘိုးဘယ်ရှိဘယ်ကိုယ်တိုင်ကိုယ်တိုင်သွားကြတာဒီဆိုတော့ကာယဆိုတဲ့ကိုယ်နဲ့သွားကြလာကြတော့ပြုပြင်ကြတာပေါ့ဗျာအဲ့ဒါကြတာကာယတန်ခါရာ ဝိသင်္ခါရကပြောပြောဆိုဆိုနဲ့နေတာဘာဆိုကြစိတ်ထဲကကြံရည်ပိဒကရဒီလိုပြောမှဒီလိုရမှာပဲဆိုတာကစိတ်တသင်္ခါရမနှောမရှိဘူးရှင်းမလားဘာလို့အဲ့ဒီသင်္ခါရ၃ခုဟာတဲ့ဒကာကျော်တို့ဒကာသိုက်တို့ဥလာဘူးတို့ဘု து ကြောင့်ဖြစ်ပါလေ ဟုတ်မဟုတ်ကဲ့လားဆိုတော့ဘုရားကအဝိဇ္ဇာပစ္စယပေးချာဟောတယ်ရှင်းမလားရှင်းပါပြီ။အော်ဒုလုံနေတဲ့လူကအန္တရာယ်ကင်းဘေးကင်းမှတ်နေတယ်။မှန်ပါပါ။အများကောင်းစားဖို့လုပ်တော့တို့ကုသိုလ်ရတာပေါ့လို့အောင်းမင်းဘယ်ဟုတ်လိမ့်မလို့ဒကာရမတွေကာယသင်္ကာရဝစီသင်္ကာရစိတ်ဓာတ်သင်္ကာရဆိုတာပရိစ္ဆေသောဥပ္ပဖြစ်နေတာမှန်ပါပါ။ပရိစ္ဆေသောဥပ္ပဆိုတာလေတဲ့တရားမှန်ပါပါ။ဒုက္ခတရား ဧဝမေတ္တသကေဝရတဒုက္ခခန္ဓာသလို့မဆိုဘူးလားဒုက္ခအစုကြီးလို့မဆိုဘူးလားဒါဖြင့်တရားဓမ္မတွေကတမင်ညနားလဲထားတော့ဟိုးတဲ့ဩအများလဲကောင်းစားအောင်ကိုယ်လဲစားအောင်ဆိုပြီးကြလားကိုယ်နဲ့သွားပါးစပ်နဲ့ပြောစိတ်ထဲကကြံစီပြီးကြလားနေရာတွေဒီသစ္စာကြံစီတာလားတဲ့လောကကြီးကြံစီနေတာဟုတ်ပါဘူး အဲ့ဒါကြောင့်အဝိဇ္ဇာပြည့်စရာသင်္ခါရဆိုတာဒါမှတ်လိုက်ပါမှန်ပါဘူးရှင်းမလားပါလေကြည်အားလုံးတရားဓမ္မတွေသိအောင်လို့ပြောနေရမှန်ပါဘူးသိအောင်လို့ပြောနေရမှန်ပါဘူးဓမ္မမသိလို့ရှင်းရင်ငါလုံးနေတဲ့လောကကွာအများကောင်းစားရေးအားလုံးချမ်းသာရေးဆိုတော့ဥစား ဒကာမတို့သိဖြာစဉ်းစားကြည့်တဲ့ခါကျတော့ဒုက္ခငြိမ်းအောင်လုံနေတာလားဒုက္ခပွားအောင်လုံနေတာလားဒုက္ခပွားပါဘူး။ဒကာကျတော့ပေါ်ကလားပေါ်ပါဘူး။အေးနောက်ကဒကာမတွေပေါ်ကြရဲ့လားပေါ်ပါဘူး။ဒါခင်ဗျားတို့သိသေးချာချာစဉ်းစားပါအဝိဇ္ဇာရှိလို့လုဖြစ်တာမသိလို့ကိုယ်မကြွားရတဲ့ခါရလုမသိလို့ဘာရောမသိလို့ စိတ်နဲ့တခါတည်းပြုပြင်စိတ်နဲ့ကြံစည်မရှိပဲဘူးရှိပါဘူးအင်းဒါတွေတခါကျွဲတော့ဥလာဘူးတို့အခုအာလုံသောပုဂ္ဂိုလ်တို့လုံနေကြတဲ့အခြေအနေတွေပေါ့ဗျာအဲ့ဒါအဝိဇ္ဇာပြည့်စရာသင်္ခါရာကြီးလို့မှတ်လိုက်ရှင်းကြပါလားပါတဲ့ဒါကြောင့်အဝိဇ္ဇာကြောင့်သင်္ခါရဘယ်နှမျိုးဖြစ်သုံးမျိုးဖြစ် ဒါပြန်ဝိဇ္ဇာဆိုတာဘာမသိတာလဲလို့ဒါပြန်သစ္စာလေးပါမသိတဲ့ပုဂ္ဂိုလ်ဘုဒီသင်္ခါရသုံးခုလုံးတာกว่าတယ်ခင်ဗျာကကြောက်เสียကောင်းရင်ကောင်းပါတကသိတော့ပေါ်ကြပေါ်ပါဘူးအဲအလုံးတကဓမ္မတွေတရားစစ်ကိုဟောတော့တကကြွေးဒါမသိလို့လုံးတာတယ်မှန်ပါပါရှင်းမလားရှင်းပါ မသိလို့လောက်တာတဲ့တခါသက်ရမှန်ပါဗျာဘာလို့လောက်တာမသိဘူးအဝိဇ္ဇာဆိုတဲ့တရားကဘာတရားလဲမသိတဲ့တရားကျူလူပြောလိုက်ပါတော့နော်အဝိဇ္ဇာဆိုတဲ့တရားကမသိတဲ့တရားဘာမသိတာသိတာ သစ္စာလေးပါမသိတော့ဘူးတဲ့သင်္ခါရအလုံးလုံးပါတယ်မှန်ပါကိုယ်အဖင်ပြောသွားလိုက်လာလိုက်မလုံးပြူလားမလုံးပါဘူးနှုတ်အဖင်ပြောလိုက်ဆိုလိုက်ကောလုံးပါဘူးစိတ်အဖင်ကြံလိုက်စီလိုက်လုံးပါဘူးဒါတွေကလည်းဝိပဿနာပွားနေတာလားတဲ့ဒါသင်္ခါရလို့ပြုပြင်နေကြတာလားဒါဖြင့်အဲ့ဒီပြုပြင်နေတဲ့ကိုယ်နဲ့ပြုပြင်စိတ်နဲ့ အဲပါဇတ်နဲ့ပြုပြင်စိတ်နဲ့ပြုပြင်နေတဲ့သင်္ခါရတရား၃ခုကဘု து ကြောင့်ဖြစ်တယ်။ပါဠိတော်ကဘယ်နဲ့ရှိတယ်။ဟောပေါ်ပြီတကကြွေး။အာရုံငယ်ဓမ္မတွေပေါ်ပလား။ပါတယ်။အဲခင်ဗျားတို့ကဝိဇ္ဇာပစ္စယသင်္ခါရအန္တရာယ်ကင်းလို့နေနေကကိုယ်လုံးနေတာ။မှန်ပါပါ။ရှင်းမလား။ တကယ်တည်းဒီလိုဆရာကောင်းသမားကောင်းတွေကမတွေ့မယ်ဆိုကိုလုံးနေတဲ့လူဟာဝိဇ္ဇာကြောင့်ဖြစ်တဲ့အလို့ဘုရားကလည်းဝိဇ္ဇာဖြစ်စေခြင်းနဲ့မှန်ပါဘူးအဝိဇ္ဇာချုပ်စေခြင်းနဲ့မှန်ပါဘူးတကယ်ဓမ္မတွေကလည်းအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်နေကြတယ်မှန်ပါဘူးကောင်းပြီမှန်ပါဘူးမကောင်းတော့ဒီဥစ္စာတွေတကယ်ဓမ္မတို့ခင်ဗျားတို့အပြက်ဒီဘာပဲလုပ်နေနေစိတ်ချပါဘူးမှန်ပါဘူးဂိုင်းတာကယောဂီအလုပ်ကိုပြောလိုက်ပါတယ် ခင်ဗျားတို့လောကုတ်ထင်နေတဲ့အလုပ်ကိုပြောပါဦးမယ်